အားလုံးပဲခင်ဗျာဝင်ဖို့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ ESPN သတင်းဌာနကပေါ်ပြခဲ့တဲ့ဒီနှစ်နွေရာသီအကောင်းဆုံးခေါ်ယူမှု၅ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးနံပါတ်၅နေရာမှာရှိနေတဲ့ကစားသမားကတော့ Arsenal တင်းရဲ့ကစားသမား Martin Zubimendi ဖြစ်ပါတယ် Martin Zubimendi ကတော့ဒီနှစ်နွေရာသီမှာ Real Sociedad ကနေ Arsenal တင်းကို Euro 1000နဲ့ပြောင်းရွှေ့ခဲ့တဲ့ကစားသမားဖြစ်ပါတယ်ဒီနေ့ဒီ Arsenal တင်းရဲ့နိုင်ပွဲတော်တော်များများမှာသူ့ရဲ့အခမ်းအနားကလည်းအရန်ကိုအရေးပါတယ်ဗျအထူးသဖြင့်ဒီ on the ball movement တွေမှာရော on the ball movement အနေမှာရောသူအကောင်းဆုံးကစားနိုင်တဲ့ကစားသမားဖြစ်တဲ့ on the ball movement အနေမှာဆိုရင်သူဒီဘောလုံးကိုဒီလက်ခံတဲ့အပိုင်းအနေမှာဆိုရင်ဒီအရန်ကို comfortable ဖြစ်တယ်နောက်ပြီးဒီတချို့ဒီတိုက်စစ်လမ်းကြောင်းတွေမှာဆိုရင်လည်းသူ့ရဲ့ progressive pass တွေဘလောက်အားကောင်းနေဆိုတာအာဆင်နယ်ပရိသတ်တွေတော်တော်များများသိပါတယ်နောက်ပြီးဒီတချို့သူအဝေးဝန်းပွဲစဉ်တွေမှာဆိုရင် pressure တွေအောက်မှာသူကစားနေသည့်တိုင်အောင်ဗျာဒီဘောလုံးကိုမဆုံးအောင်အကောင်းဆုံးထိန်းထားနိုင်တဲ့ ball retention ပိုင်းမှာလည်းအရန်ကိုအားကောင်းတဲ့ကစားသမားဖြစ်ပါတယ်။နောက်ပြီးဒီ off the ball movement နေမှာဆိုရင်လည်းသူ area jewel ဘိုင်းနေမှာရော ground jewel ဘိုင်းနေမှာရောအရန်အားကောင်းတဲ့ကစားသမားဖြစ်ပါတယ်။နောက်ပြီးဒီ high press လုပ်ပြီးတော့ ball ကို winning back ပြန်လို့တဲ့အပိုင်းနေမှာရောဒီတစ်ဖက်တိုက်စစ်လမ်းကြောင်းရဲ့ဘောလုံးကိုဒီဖြတ်ထောက်တဲ့အပိုင်းနေမှာရောဖြတ်လို့တဲ့အပိုင်းမှာရောတကယ်ကိုကောင်းတဲ့ကစားသမားဖြစ်ပါတယ်။ဒါကြောင့်လေဒီနှစ်နွေရာသီအကောင်းဆုံးခေါ်ယူမှုနံပါတ်9နေရာမှာရပ်တည်နေတာပဲဖြစ်ပါတယ်။ နံပါတ်၄နေရာမှာတော့ဒီထူးထူးခြားခြားဂိုးသမားနှစ်ဦးကပူးတွဲရပ်တည်နေပါတယ်။သူတို့ကတော့ဒီ Chelsea ရဲ့ဂိုးသမားဟောင်း Petrovic နဲ့ Liverpool ရဲ့ဂိုးသမားဟောင်း Gallagher ဖြစ်ပါတယ်။ဆိုတော့ဂိုးသမားတွေဆိုတော့ကျွန်တော်တို့ဒီ analyze လုပ်ဖို့ကတော့ခဲရင်းနေပြ။ဘာလို့လဲဆိုတော့ကျွန်တော်အပတ်စဉ်တိုင်းကျွန်တော်ကြည့်နေရတဲ့ဂိုးသမားတွေမဟုတ်တော့ကျွန်တော်တို့အတွက် analyze လုပ်ဖို့ရခဲရင်းပါတယ်။ဒါကြောင့်ဂိုးသမားဒီနေရာမှာတော့ကျွန်တော်အနည်းငယ် skip ချင်ပါတယ်။နံပါတ်၃နေရာမှာရှိနေတဲ့ဂိုးသမားကတော့ Real Madrid ရဲ့ကစားသမား Everardo Carrera ဖြစ်ပါတယ်။ အဲဘာလို့ကာရီရက်ကတော့ဒီမိနစ်တွေရာဒီမှာဘင်ဖီကာကနေရီယယ်မက်ဒရစ်ကိုယူရိုတန်90နဲ့ပြောင်းရွှေ့ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ဒီကစားသမားကိုကျွန်တော်ဟိုဘယ်ပွဲမှာတွားပြီးတော့သူ့ရဲ့ကစားပုံကိုတွေ့ရလဲဆိုတော့ကျွန်တော်ဒီအက်ကလစီကိုပွဲမှာသူကစားတာတော်တော်ကိုကောင်းတယ်ဗျ။အထူးသဖြင့်ဒီလာမင်ယမဲကိုဒီ1 by 1ဒီဒီထိန်းချုပ်တဲ့နေရာမှာတကယ်ကိုကောင်းတဲ့ကစားသမားဖြစ်ပါတယ်။နောက်ပြီးသူ့ရဲ့ physical ဘိုင်းမှာရောသူ့ရဲ့ face ဘိုင်းမှာရောသူပြောစရာမလိုဘူး။နောက်ပြီးဒီ နာမည်ရမဲကိုထိန်းချုပ်ဖို့အတွက်ဆိုရင်ကာမတစ်ယောက်အနေနဲ့ဒီ discipline မှအရန်အားကောင်းအောင်ပဲဗျာဒီဘိုင်းမှာဆိုလဲ तू အဲ့ညီပွဲမှာတော်တော်ကောင်းခဲ့တယ်ဗျာနာမည်ရမဲကိုထိန်းချုပ်တည်တိုင်အောင် तू အဝါခက်တောင်မထီခဲ့ဘူးနောက်ပြီးဒီတိုက်စစ်ဘိုင်းမှာဆိုရင်လဲ तू အကောင်းဆုံးလိုက်ပါကစားနိုင်ခဲ့တယ် overlap run ရော underlap run ရောပြောစရာမလိုဘူးဒါကြောင့်ဒီနှစ်ဒီ real madrid ရဲ့အကောင်းဆုံးခေါ်ယူမှုတွေကတခုလို့ပြောရမယ် position အရန်ရှိတဲ့ကစားသမားဖြစ်ပါတယ် နံပါတ်1နေရာမှာရှိနေတဲ့ကစားသမားကတော့ Manchester United ရဲ့ကစားသမား Brian Ambumo ဖြစ်ပါတယ်။ Brian Ambumo ကတော့ဒီနှစ်နွေရာလီမှာ Brentford ကနေ Manchester United ကို Euro 85သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ဒီကစားသမားကဟို Barca တိုင်းဖြစ်တယ်လို့ပြောလို့ရတယ်ဗျ။ဘာလို့လဲဆိုတော့ဒီ right wing ကနေလည်းကစားနိုင်တယ်လို့ဒီနံပါတ်10ရိုးနေရာမှာလည်းကောင်းကောင်းကစားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။အထူးသဖြင့်ဒီ area box ထဲမှာဆိုရင်သူ့ရဲ့နေရာယူပုံကတကယ်ကိုအားကိုးရတယ်ဗျ။ သူတို့ဒီဂိုးဘလို့တွင်းရမလဲဆိုတော့ तू တိတယ်ဘယ်နေရာကနေဒီဘလို့ဂိုးတွင်းရမလဲဆိုတော့ तू ကောင်းကောင်းနားလဲတယ်ဗျဒါကြောင့်ဒီနေ့ဒီ Manchester United ရဲ့နိုင်ဝဲတော်တော်များမှာမှာဆိုရင်သူ့ရဲ့အခမ်းကဏ္ဍကလည်းရန်ကိုအရေးပါပါတယ်နောက်ပြီးဒီ area box ထဲမှာဆိုရင်လည်းသူ့ရဲ့ cross ball တွေကဘလောက်တိကြလဲဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုတော့ကျွန်တော်တို့တွေ့မြင်ရခဲ့ပြီးဖြစ်ပါတယ်နောက်ပြီးသူနဲ့ပတ်သက်ပြီးတော့ဒီအကောင်းဆုံးမှတ်တမ်းတစ်ခုရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ penalty can သွင်းယူခဲ့တဲ့အပိုင်းပဲဗျ ဒီ bravo မှာဆိုရင်သူ့ရဲ့ penalty ရဲ့ကန်သွင်းမှုဟိုဘလောက်တိကျလဲဆိုရင်ဒီရာခိုင်နှုန်း60ကျော်ထိတိတောင်သူတိတိကျကျကန်သွင်းနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ဒါကြောင့်ကျွန်တော်အခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ကျွန်တော်ကတော့ဒီ bruno fernandez အစားတချို့ပွဲစဉ်တွေမှာဆိုရင်ဒီ brian amumu ကိုကန်သွင်းခိုင်းတာက united တော့ပို့ပြီးတော့အချိုးရှိမယ်လို့ထင်မြင်မိပါတယ်နံပါတ်1နေရာမှာရှိနေတဲ့ကစားသမားကတော့ဒီနှစ်ຫນွေရာဒီမှာ line league ကနေဒီ psg ကိုပြောင်းရွှေ့ခဲ့တယ် lucas ်ချီဗာလီယာဆိုတဲ့ကစားသမားဖြစ်ပါတယ်ဆိုတော့ဂိုးသမားတယောက်ဆိုတော့ပြောဖို့ရတော့ခဲရင်လေဒါပေမဲ့လည်းဟိုဒေါနာရမ်မန်ရဲ့နေရာမှာဒီအစားထိုးတဲ့ကစားသမားဆိုတော့လက်စွမ်းကတော့ဟိုဒေါနာရမ်မန်လောက်မကောင်းဘူးဆိုရင်ပဲသူ့လောက်မညံ့တာတော့တေးရတယ်ဒါကြောင့်လဲသူကတော့ဒီနံပါတ်1နေရာမှာရက်တည်နေတဲ့ကစားသမားဖြစ်ပါတယ်ဒါကတော့ ES ပြန်သတင်းဌာနကဖော်ပြခဲ့တဲ့ဒီနှစ်နွေရာသီရဲ့အကောင်းဆုံးခေါ်မှု၅ခုအကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်ဗီဒီယိုလေးကိုစုံးလေ့ကြည့်ပြကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ